ကိုးပါမအောင်ပွဲခံကိုမှတ်ပုံတင်လိုက်တဲ့ပါမ။ချက်စီသင်းကျဲဝင်းကိုးပါမကသူ့ရဲ့နာမည်ကျော်အောင်ပွဲခံကိုမှတ်ပုံတင်လိုက်ပါတယ်။ပါမကကိုသိမ်းပြီးချိန်တိုင်းလက်နက်ဖက်ကိုရှက်ပြီးရင်မက်ပေါ်ထားရှိကချမ်းကြီးရဲ့ပုံစံမျိုးအောင်ပွဲခံလေးရှိပါတယ်။အခုပါမကအဲ့ဒီအောင်ပွဲခံကိုပြည်တွင်မှတ်ပုံတင်ရုံးမှာမှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ပါမကကိုးပါမအမှတ်တံဆိပ်ကိုတဦးတည်းမူပိုင်ခွင့်မှတ်ပုံတင်ပြီးနောက်စီးပွားရေးလုပ်ဖို့ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ပါမကကိုးပါမအမှတ်တံဆိပ်နဲ့ကွန်ပျူတာစီးတွေထုတ်လို့ရောင်းချသွားမှာပါ။ တကယ်လို့ကိုဘမှာအမှတ်တရစိတ်ကိုအသုံးပြုနေဆိုရင်ဘာမှစီးကားနေခွင့်ပြုချက်တောင်းအောင်မှဖြစ်ပြီးခွင့်ပြုချက်မရရှိပဲအသုံးပြုရင်တရားစွဲဆိုခံရမှာလည်းဖြစ်ပါတယ်။ဘာမှကကိုဘမှာအမှတ်တရစိတ်နဲ့အဝတ်ထည်ဘောလုံးကန်ဖနက်နဲ့အခြားကုန်ပစ္စည်းတွေထုတ်လုပ်သွားမှာလည်းဖြစ်ပါတယ်။ဒါအပြင်ကြီးအောင်သုံးပစ္စည်းတွေအပါဝင်တခြားလူသုံးကုန်ပစ္စည်းတွေလည်းထုတ်လုပ်ပွဲရှိနေတာပါ။ဗီလာသင်းမှာကစားသင်းကကိုသိမ်းပြီးနောက်တိုက်စစ်ကစားသမား Rogers ကပါမာလိုမျိုးကို Celebration လုပ်ခဲ့ပါတယ်။ Twitter မှာအဲ့ဒီဖြစ်ကဘောလုံးပရိသတ်တွေကြား Trend တစ်ခုလည်းဖြစ်ခဲ့ပြီးကို Celebration ကပါမာနဲ့ Rogers ကြား ဘယ်သူရဲ့ဘူပိုင်အောင်ပွဲခံလဲလို့မိကိုထုတ်ခံရပါတယ်။ရောဂျာနဲ့ကိုးပါမာကမန်စီးတီးလူငယ်အသင်းမှာရေဆက်ဆုံမှုပြီးရင်းနှီးတဲ့တငယ်ချင်းတွေလည်းဖြစ်ပါတယ်။ကို celebration နဲ့ပတ်သက်ပြီး Rogers ကပါမာကကျွန်တော်ရဲ့အောင်ပွဲခံကိုအတုခိုးခဲ့တာပါ။ကျွန်တော်ကအရင်အဲ့လိုမျိုးအောင်ပွဲခံခဲ့တာဖြစ်ပြီးမယုံရင်အချိန်ပြည့်စစ်ကြည့်ပါလို့ပြောပါတယ်။ကျွန်တော်နဲ့ပါမာကတိတ်ကိုရင်းနှီးပါတယ်။ကျွန်တော်ရဲ့အောင်ပွဲခံကိုသူအသုံးပြုပြီးအောင်မြင်ရတွေ့ရလို့လည်းကြည်နူးရပါတယ်။အခုဘသူမှုပိုင်လဲဆိုတာအားလုံးသိလောက်ပါပြီလို့ဖြည့်ရှင်းခဲ့ဦးပါတယ်။ ။ဘာမှကတော့ cool celebration က Rogers ရဲ့မူပိုင်ဆိုပေမဲ့လူတွေကြားတဲ့ထင်ရှားအောင်လုပ်ပေးခဲ့တာကကျွန်တော်ပါ။ဒီတော့ကျွန်တော်ရဲ့အောင်ပွဲခံဖြစ်တင်ပါတယ်လို့တုံ့ပြန်ထားပါတယ်။အခုတော့ဘာမှက cool celebration ကိုမှတ်ပုံတင်လိုက်ပါပြီ။ Serenado, Grabe, Usain Bolt တို့လိုမျိုးအောင်ပွဲခံကိုမှတ်ပုံတင်ခဲ့တာလည်းဖြစ်ပါတယ်။ I'm nice for my December ဘုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာကိုကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ